ဘက်ကိုပြောင်းရွှေ့နေတဲ့တဲ့နဲ့နဲ့ရေကန်တောင်ပြူဟာကုန်းကိုအကျန်းဖက်စစ်တဲ့ဒါပေမဲ့လည်းလက်ရှိရခိုင်မြေပြင်မှာအရက်သားတွေကိုခြုံခိုတိုက်ခိုက်ရုံကအပစစ်ရေးအဖြစ်ကြီးကြီးမားမားလှုပ်ရှားနိုင်တာမျိုးမရှိဘူးလို့နယ်စပ်ဒေသစစ်ရေးတရင်းကိုလေ့လာနေသူတယောက်ကပြောပါရယ်ရခိုင်ပြည်တဲကိုစစ်ရေးအရာကြီးကြီးမားမားဒီနေ့ထိဝင်ရောက်လှုပ်ရှားနိုင်တာမျိုးမရှိပဲဌာနချုပ်စခန်းတွေဘာတွေလဲရခိုင်ပြည်တဲမှာရှိမနေဘူးလို့သူကဆိုပါရယ် ARSAISO နဲ့ ARA အကြံဖက်အဖွဲ့တွေဟာတခါတလေနေဆက်မြင်းနဲ့ကပ်နေတဲ့လူတွေမနေတဲ့နှခဆစကန်ဟောင်းတွေကိုဘင်္ဂလားဘက်ကဝင်ရောက်ပြီးတပ်ပုံရိုက်ပြီးတနက်ပြပြအဝါရဖြတ်နေတာလို့သူကသုံးသပ်ခဲ့ပါတယ်။ အာရခတက်တော်ဟာကီလိုမီတာ181မီတာမိုင်အားဖြင့်ဆိုရင်168မိုင်ကျော်ရှည်လျားတဲ့နေဆက်တလျှောက်ကို2024ခုနှစ်ဒီဇင်ဘာ10ရက်နေ့ကစပြီးတင်ပိုက်ထားခဲ့တဲ့ကာလအတွင်းအာဆာအပါအဝင်ဘယ်လက်နက်ကင်အကြံဖက်အဖွဲ့နဲ့မဆိုတိုက်ပွဲလို့ဆိုရလောက်အောင်ထိကြီးကြီးမားမားတိုက်ပွဲဖြစ်တာမျိုးမရှိသေးဘူးလို့သိရပါဗျ။ ရခိုင်စစ်ရေးအခြေအနေကိုသိရှိသူတယောက်ကလည်းအနောက်ဘက်နယ်စပ်ဒေတာလုံခြုံရေးကိုအာရခတပ်တော်ခေါင်းဆောင်တွေကအထူးအလေးထားဆောင်ရွက်နေပြီးတိုက်ပွဲဖော်ဆောင်လာပါကအကြမ်းဖက်အဖွဲ့တွေကိုတိုက်ခိုက်နှိမ်နှင်းဖို့တိုက်စွမ်းရည်ကောင်းတဲ့တပ်မနှစ်ခုကိုအဆင့်တင့်ပြင်ထားတယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။ အကျဉ်းသားတွေပြောင်းရွှေ့မှုဟာတိုက်ပွဲဆဖြစ်တဲ့2023ကလေးကရှိနေတာဖြစ်ပြီးအခုလည်းအစ်စ်ဖမ်းလို့ရတဲ့သူတွေနှစ်ရှည်သမားတွေတတ်တတ်ကြွန်ချခံထားတဲ့သူတွေကိုပြောင်းရွှေ့နေတာလို့စစ်တွေဒေသခံတယောက်ကပြောပါရယ်အကြက်ဖက်စစ်တပ်ဟာစစ်မှုထမ်းရင်ပြစ်ဒဏ်ရော့မယ်ကင်းလွတ်မယ်ဆိုပြီးစီယုံပြီးပြည်မဘက်ကိုစစ်တင်တဲ့တပ်ဖို့ခွဲပြီးပို့နေတာလို့သူကဆက်ပြောပါရယ် အကျဉ်းသားတွေအပြင်မူဆလင်အကျဉ်းသားတွေကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းရင်ထောင်ဒဏ်လွတ်ကင်ခွင့်ပေးမယ်ဆိုပြီးစီယုံကအော်တိုဘာလာအတွင်ကပြည်မဘက်ကိုနေဗီတွေနဲ့ပြောင်းရွှေ့တာတွေလုပ်ခဲ့တယ်လို့စစ်တွေဒေသခံအမျိုးသားတယောက်ကနရီဇရာကိုပြောပါရယ်လက်ရှိအကျဉ်းသားတွေကိုရန်ကုန်ကိုပို့ဆောင်ပြီးအဲ့ဒီကတစစ်စစ်တန်တန်းတွေဆက်လက်ပို့ဆောင်နေတယ်လို့သိရပါရယ် စစ်တွေအကျဉ်းထောင်ထဲမှာတိုက်ပွဲကာလအတွင်းကရွှေ့ပြောင်းထားတဲ့ဘူရီတောင်အကျဉ်းထောင်ကမွတ်စလင်အကျဉ်းသားတွေမြို့သိမ်းကာလအတွင်းကမြို့သွင်းပိတ်မိနေသူတွေလမ်းသွားလမ်းလာတွေဖမ်းဆီးခံရသူတွေရှိနေတာပါဒါအပြင်စစ်တပ်ထိန်းချုပ်ခဲ့စဉ်ကလည်းကျွေးရွာတွေတဲ့စီးနှင်းဝင်ရောက်ဖမ်းဆီးခံရသူအပါအဝင်စစ်တွေမြို့တွင် မြို့ပြင်ကျွေးရွာတွေကဖမ်းဆီးခံရသူတွေလည်းအများအပြားရှိနေတာပါရှင်။ အဲ့ဒီလိုထိုးစစ်ဆင်နေတဲ့အခါလမ်းဟောင်းဘက်ကစစ်ကြောင်းဟာအကြအဆုံများပြီးပြန်ဆုတ်သွားရပြီးတဲ့နောက်လမ်းတစ်ဘက်ကစစ်ကြောင်းကိုထပ်မံအားဖြစ်ပြီးပြန်လည်ထိုးစစ်ဆင်ရာကနေဂုတ်ကြီးကျွရအရှိတ်မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတယ်လို့သတင်းရရှိပါရယ်။နေရီကန်တောင်ကိုဗစီရွာဘက်ကတက်တဲ့လမ်းဟောင်းဟာတောင်တွေမတ်ဆောက်ပြီးအကွေ့အကောက်များတဲ့အတွက်အေးအေးနေရာကောင်းကနေဖြတ်တောက်တိုက်ခိုက်တာကြောင့်စစ်တပ်ဘက်ကအကြအဆုံများပြီးပြန်နောက်ဆုတ်သွားခဲ့ရတယ်လို့စစ်ရေးသတင်းရင်းမြစ်ကနေရီစရာကိုပြောဆိုပါရယ်။ လေချောင်းရံပြူဟာကုန်းကိုလမ်းဟောင်းဘက်ကနေအင်အားသုံးထိုးစစ်ဆင်ခဲ့ပေမဲ့လည်းရှေ့တို့တူမရောက်ပဲဗစီရွာနာမှာစစ်တပ်ဘက်ကကြဆုံရပြီးနောက်ဆုတ်သွားခဲ့ရတယ်လို့သိရပါတယ်အကျန်းဖက်စစ်တပ်ဟာစစ်သားတွေကိုအတင်းတက်ခိုင်းနေတာကြောင့်တိတ်ဆုံးသူတွေများပြားနေပြီးအေအေကအပေါ်စီးနေရာကောင်းကအသင့်နေရာယူပြီးပြစ်ခတ်နေတယ်လို့ဆိုပါတယ်။ ဖရူဆိုမြို့နယ်နဲ့ဒီမော့ဆိုမြို့နယ်တွေမှာအော်တိုဘာလအတွင်းအရက်သားတောင်သူတွေစိုက်ပျိုးသီးနှံရိတ်သိမ်းနေတဲ့လုပ်ငန်းခွင်တွေကို drone နဲ့အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်တာကိုအကြမ်းဖက်မြန်မာစစ်တပ်ကဇက်တိုက်ပြုလုပ်နေပါတယ်။အော်တိုဘာလအတွင်းဖရူဆိုမြို့နယ်ကတောင်သူလေသမားတွေစိုက်ပျိုးသီးနှံရိတ်သိမ်းနေတဲ့အချိန်အကြမ်းဖက်မြန်မာစစ်တပ်ကဘုံကျဲတိုက်ခိုက်လို့ပြည်သူ၂ယောက်သေဆုံးပြီး၅ယောက်ဒဏ်ရာရရှိကမော်တော်ယာဉ်တစ်စီးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ အော်တိုဘာလ22ရက်နေ့ကလည်းဖရူဆိုမြို့နယ်ဒေါ်ကူခူကျေးရွာအနီးလေကွင်းနဲ့စပားရိတ်သိမ်းနေတဲ့တောင်သူလေဓမာတွေကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီးတယောက်သေဆုံးပြီးနှစ်ယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ အော်တိုဘာလာအတွင်းဖရူဆိုမြို့နယ်နဲ့ဒီမော့ဆိုမြို့နယ်တွေကဒေသခံတောင်သူလယ်သမားတွေစိုက်ပျိုးတိနှံရိတ်သိမ်းနေတဲ့လုပ်ငန်းခွင်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဒရုန်းအပြင်လက်နက်ကြီးတွေနဲ့ဆင်ဆက်မပြတ်တိုက်ခိုက်နေတာလို့ KNDF ဘဟုကသတင်းထုတ်ပြန်ထားပါတယ်။ အကြက်ဖက်စစ်ကောင်စီဟာစစ်ရေးပြင်းမမဟုတ်တဲ့အရက်တာပြည်သူတွေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေဖို့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့်မိမပြည်သူတွေစစ်ရေးအတီးတရီနဲ့တွာလာလောက်ကင်ကြဖို့ဆက်လက်တိုက်တွန်းထားပါတယ်ရှင်နိုဝင်ဘာ9ရက်မနေ့ပိုင်းအထီးသတင်းတွေအရအသေးအပြောက်52ဦးထိရှိလာပြီးနောက်ထပ်73ဦးထပ်မင်းပျောက်ဆုံးနေတယ်လို့သိရပါဗျ။ တိုင်ဖွန်းမုန်တိုင်းကယ်မက်ဂီဟာနိုဝင်ဘာ၄ရက်နေ့ကအရှိတောင်အရှကျွန်းစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံကိုနိုင်ငံအလဲပိုင်းကနေကန့်လန့်ပြက်ဖြတ်တန်းတိုက်ခိုက်သွားခဲ့ပါတယ်။မုန်တိုင်းတံကြောင့်စီဘူဒေတာမှာမြို့လုံးကျွတ်၊ရွာလုံးကျွတ်ရေဖုံးသွားတာတွေတောင်ရှိခဲ့ပြီးအသေးအပြောက်အများဆုံးဧရိယာလည်းဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ တိတ်ဆုံးစီးရင်မှာတော့ကယ်ဆယ်ရေးလုပ်ရင်ပြတ်ကြတယ်စစ်ရဟရင်တစည်းပေါ်ကအမှုဒဏ်6ရောက်လဲပါဝင်ခဲ့ပြီးအဲ့ဒီရဟရင်ဟာနိုဝင်ဘာ4ရက်ညနေပိုင်းကအကူဆန်အီဒဲလ်ဆူအာအေရီယာနာမှာပြတ်ကြခဲ့ရဖြစ်ပါတယ်မုံတိုင်းကဖိလစ်ပိုင်အရှေ့ဘက်ကန်ယူရန်ကနေဝင်ရောက်ပြီးအနောက်ဘက်ကန်ယူရန်ကနေထွက်ခွာသွားပြီးဖြစ်ပေမဲ့နောက်ထပ်24နာရီနီးပါးကြတဲ့အထိတနအီကို ကီလိုမီတာ130လောက်ထိအားကောင်းတဲ့လူမျိုးဆိုင်ဆိုင်နဲ့ဆက်ပြီးသွားနေကြပါတယ်ဒီမှုကိုလည်းပေါ်ပြန့်လာတဲ့ ာတော့အင်ဂျင်နီယာဖန်ပေါ်လို့ဒီလိုကအိမ်အမိုးပေါ်တက်နေရတာလမ်းတွေပေါ်မှာကားတွေနဲ့ကွန်တိန်နာတွေရေနဲ့ရောပါလာတယ်